ားလုံးပဲမင်္ဂလာပါခင်ဗျာဘောလုံးချစ်တဲ့ညီကိုမောင်နှမများအားလုံးပဲစိတ်ချမ်းသာကြကိုကြီးချမ်းသာကြများလည်းပြည့်စုံကြပါစေဒီနေ့ကျွန်တော်တို့ Unity Union အသင်းကြီးအဆိုဖြင့်အောင်မြင်မန္တလာအကစားကွန်ကြီးထဲမှာဒီ Family Amateur Cup ကိုကျွန်တော်တို့ရှင်ပြန်နေတာဖြစ်ပါတယ်အားလုံးကမိသားစုဆန်းဆန်းပဲ Chicken ဆိုတဲ့ Welcome လုပ်တဲ့အတွက်ကျွန်တော်တို့လည်း Unity Union ဘောလုံးတင်နေတဲ့တောင်းဝန်ရှင်ပြန်ခွင့်ရခဲ့တာဖြစ်ပါတယ် အတင်းမှနေပြီးနေနေရွှေရွှေကျိုးစုပြကြတဲ့အတင်းသားအညီကိုမောင်နှမများအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်တို့တွေယခုလိုကံကွင်းရဖို့အတွက်အဖက်ဖက်မှကူညီပံ့ပိုးပေးတဲ့ညီကိုမောင်နှမများအားလုံးအားလုံးအတွက်ကျွန်တော်တို့ဒီပြင်ပွဲကြီးမှာအကောင်းဆုံးပါဝင်ရှင်သန်ကြမယ်လို့ကျွန်တော်ခရီးပြုပါတယ်အခုဆိုကျွန်တော်တို့ဘရုံးသမားတွေအတင်းသားတွေအားလုံးကွင်းထဲကိုဝင်လာတာတွေ့ရတယ်ဒါချိမပါဖက်နှမပါလာတာကျွန်တော်တို့ကျွန်တော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနေ့ကကျွန်တော်တို့ကံမဲ့နေမဟုတ်ပါဘူး ဖွင့်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့တွေဓာတ်ပုံရပို့အတွက်တည်တံ့ပဲလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီညနေခင်းမှာလည်းဒီရပြန်မှာ training ရှိတာမို့လို့ကျွန်တော်တို့တွေဖဏလီမရှိခဲ့ကြပါဘူးဒါတော့ကျွန်တော်တို့အတင်းသားမှာပါဝင်တဲ့ကျွန်တော်အတင်းရဲ့เนาะဒီကိုယ်ဖြစ်ပါတယ်အဲဒါကျွန်တော်အတင်းသားဒီကိုယ်ကိုကျွန်တော်တို့ဒီ uniform လာလာလေးကိုဝတ်ဆင်ပေးထားတာတွေ့ရတယ်အတင်းရဲ့ စပွန်ဆာတွေမျိုးကိုလည်းကျေးဇူးများတင်ပါတယ်ဒီအတင်းဆိုရင်ကျွန်တော်တို့ဒီအပြိုင်အောင်ဂျာစီတာအိမ်ဝင်းဝစ်ဆုံပေါ့နော်ကျွန်တော်ယူနီယံရဲ့အိမ်ဝင်းမှာဆိုရင်ကျွန်တော် main sponsor ဖြစ်ဒီမပေါ့ကျန်းကဖေးရနေပြီလက်ပိတ်ဆိုင်တွေပဲကျွန်တော်တို့ sponsor ပေးတာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ဒီလက်မောင်းမှာဆိုရင်မောင်းပြီးမိုဘိုင်း56လမ်း open လမ်းမှာရှိတဲ့မောင်းပြီးမိုဘိုင်းကို sponsor ပေးထားတယ်ရှေ့ကျွန်တော်တို့ logo မှာဆိုရင် MH မန်မြမဟိုင်း company software company limited ကနေပေးထားတယ်အဲ့နောက်ပြီးတော့ဒီကျွန်တော်တို့ scooter ပါ နောက်ပြီးတော့ဖြူစင်စံရောင်းဝယ်ရေးမိသားစုကလည်းစပွန်ဆာပေးထားပါတယ်အဲနောက်မှာလည်းကျွန်တော်တို့ရွှေနဂါမင်းရွှေဆိုင်ရံကမိသားစုကလည်းစပွန်ဆာပေးထားတာတွေ့ရပါတယ်နောက်ပြီး KS Group မိသားစုကတော့စပွန်ဆာပေးထားပါတယ်နောက်ပြီးရွှေပြည့်စံနစ်စီရောင်းဝယ်ရေးမိသားစုကလည်းစပွန်ဆာပေးထားပါတယ်ဒီအဲကျွန်တော်တို့ရဲ့ chicken လာတဲ့ညီကောင်မများအားလုံးကဒီကစားသမားများအားလုံးကိုဝတ်ဆင်ရအတွက် uniform နှစ်စုံစုံပစ်စုံပေါ့နော်၃စုံ ကျွန်တော်တို့အားလုံးချီးမြှင့်ထားတော့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့တွေဒီပြိုင်ပွဲကြီးမှာအာသွန်ခွန်ဆိုင်เนาะပြိုင်ပွဲပိတာစွာနဲ့ကျွန်တော်တို့ဒီစူးစမ်းရုံကန်ပြီးတော့ဖလားတွေယူဖို့တော့ကျွန်တော်တို့ဟိုအားမွေထားပါတယ်ကျွန်တော်တို့တွေပျော်ရွှင်စွာနဲ့ဒီပြိုင်ပွဲကြီးမှာအင်းကံပဲပေါ့เนาะအခုဆိုရင်ဒီနေ့ပထမအဦးဆုံးပွဲစဉ်တွေနဲ့ပါကဆအတင်းနဲ့ကျွန်တော်တို့မန္တလာဟီးရိုးအတင်းတို့ပထမအဦးဆုံး အုပ်စုဘီမှာကျွန်တော်တို့ခံရမှာဖြစ်ပါတယ်ကျွန်တော်တို့အတင်းကတော့အုပ်စု A ပေါ့နော်မန္တလာဟီးရိုးနဲ့ပကစားတင်လို့ဒီလားရှင်မြန်နေတဲ့မြင်ကွင်းလေးတွေဖြစ်ပါတယ်ပွဲစားစားအချင်းမှာပဲကျွန်တော်တို့ဒီအပြာရောင်တင်ကတော့ကျွန်တော်တို့ပကစားတင်ပေါ့နော်အဖြူအနေချမ်းကတော့ကျွန်တော်တို့မန္တလာဟီးရိုးတင်ဖြစ်ပါတယ်အဲသူတို့နည်းနှစ်တင်ရဲ့ရှင်မြန်မှုကလည်းအရန်ကိုကောင်းတယ်ဗျဒါကျွန်တော်တို့စောင့်ကြည့်ရမယ့်အတင်လေးပေါ့နော်ပကစားဆိုတာလည်းကျွန်တော်မန္တလေးမြို့မှာကုန်းဆောင်တဲ့အတင်တွေမှာ န္နာဟီရိုဆိုတာလဲကျွန်တော်တို့အရန်ကောင်းတဲ့ဒီအတင်းတင်းပေါ့နော်အဲကျွန်တော်တို့ဒီပထမပိုင်းမှာပဲကျွန်တော်တို့ပတ်ကဆာအတင်းကတကူကိုရှိနေကျွန်တော်ဥဆောင်ထားတာတွေ့ရတယ်အဲဒုတိယပိုင်းမှာလည်းကျွန်တော်တို့ပတ်ကဆာအတင်းရပဲဒီအနိုင်ကိုတကူနောက်ထပ်စုစုပေါင်း2ကိုဒီပွဲပြီးတဲ့ခါမှာကျွန်တော်တို့2ကိုကိုမရှိနေကျွန်တော်တို့ပတ်ကဆာအတင်းကအနိုင်3မှတ်ကိုရောက်သွားတာတွေ့ရပါတယ်ခင်ဗျာအခုဆိုရင်ပတ်ကဆာအတင်းက ပွဲပြီးတဲ့ခါမှာ၃မှတ်နဲ့အဆူအဆောင်တရာတွေ့ရပါတယ် Unity Union FC ကိုအပိတ်ရတဲ့ညီကိုမနမများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ